5ပါးတီလလုံကြုံအောင်စောင့်ထိနေတဲ့ကျမကကရုံးတုံးပြီးတော့သင်္ကန်းဝတ်ထားတိုင်းသင်္ကန်းချုံထားတိုင်းကျမမကတော့ဘူး အလုံးမဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးရနေပြန်လေးကြိုဆိုလိုက်ပါရရှင်အခုဇလီတင်ဆက်ပေးမယ့် video လေးကတော့နော်သာသနာကိုလုံးဝညှိုးနှွမ်းအောင်လို့ဒါပြောတဲ့ဒါအမတယောက်ရဲ့ video file လေးပဲဖြစ်ပါရရှင်ဒီ video file ထဲမှာဆိုလို့ရှင်တော့နော်ဒီအမကပလင်မော်တက်ပြီးတော့တရားဟောတယ်နော်ဒီ NDU ကိုကြောက်တော့ဒါဖမ်းပြီးတော့ငုခိဖုန်းကြီးတွေကဖုန်းကြီးတစ်ပါးရဲ့နော်ကျင့်ဝင်နဲ့လုံးဝမညီကြဘူးဆိုပြီးတော့ဒါဆွဆွဲလာတဲ့ video file လေးပဲဖြစ်ပါရရှင် video file ထဲမှာဆိုလို့ရှင်တော့သူကတန်ငါတော့တော်တော်များများကိုဒါပြောလာတာပဲဖြစ်ပါရရှင် video file လေးကိုကြည့်ကြည့်လိုက်ကြရ အောင်ရှင်နော်ကျမတို့အဲ့ဒီမွန်ပြည်နယ်ကမေတော်ကြီးကိုထိပြူဆောင်တဲ့ကိစ္စထိပြူဆောင်ပြီးပြလဲပေါ်မှာထိုင်ပြီးတော့တရားဟောတဲ့အမှုတစ်ခုနဲ့ဖမ်းတယ်ဆိုလို့ရှိရင်တော့ဒီဖုန်ကြီးတွေကိုကျမတို့ကကိုငဘိုတဲကမှကျမကသင်ငန်းဂရုံးတုံးပြီးသင်ငန်းဝထားတိုင်းကျမဥတုံးချိန်ချတာမဟုတ်ဘူးကျမမှာစောင့်ထိန်းတာ၅ပါးတီလာပဲရှိတယ်၅ပါးတီလာပဲရှိတယ် အဲ့ဒီ၅ပါးတီလလုံကြုံအောင်စောင့်ထိနေတဲ့ကျမကကရုံတုံးပြီးတော့သင်္ကန်းဝတ်ထားတိုင်းသင်္ကန်းခြုံထားတိုင်းကျမမကတော့ဘူးကရုံတုံးထားတိုင်းသင်္ကန်းဝတ်ထားတိုင်းနဲ့တချို့က၅ပါးမပြောနဲ့တီလ၅ပါးတော့မမြဲတဲ့ဖုံးကြီးတွေရှိတယ်နော်အဲ့တော့လူတွေကဘာမသိညာမသိနဲ့လူလဲဟုတ်ချင်ဟုတ်မှာပေါ့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ ဘုံကြီးတွေရဲ့တိခါပုတ်က220နဲ့228တွေတော့တိခါပုတ်ရှိတယ်။အဲ့228တွေမပြောနဲ့ငါးပါးတိလာပါအဲ့ဘုံကြီးကိုစောင့်သိနိုင်လို့လား။ဟိုကြီးကြီးကျယ်ကျယ်နဲ့220နဲ့228တွေတော့တိခါပုတ်ကစောက်ထဲမှာပဲရှိရလေဘယ်ဘုံကြီးကိုင်းလာတာရှိလဲခုခက်ပါပြောစမ်းပါဦးရှိတယ်ရှိတယ်ပါကျုပ်ဆရာတော်ကြီးတို့တိတိကူဆရာတော်ကြီးတို့အခုရှိနေတယ်ရှိတဲ့တန်ခါအစ်စ်တွေစစ်မှန်တဲ့တန်ခါတွေကိုမပြောဘူးအခုကျမတို့မြန်မာနိုင်ငံမှာ တန်ငါပေါင်း6သိန်းကျော်ကိုရင်ကတော့9သိန်းခုတော့ဘယ်လောက်ရှိပြီလဲမသိဘူးလူတွေထွက်ပြီးမိန်းမတွေယူနော်ဟိုနေကြတော့ဘယ်လောက်တိကျန်နေပြီလဲကျွန်မလည်းစစ်တမ်းမကောက်ထားတော့မသိဘူးနော်တန်ငါဥယေ9သိန်းကျော်6သိန်းကျားမှာရှိတယ်9သိန်းနဲ့6သိန်းကျားမှာရှိတယ်အဲ့9သိန်းနဲ့6သိန်းမှာ220နဲ့9229နဲ့9သွယ်တော့တိခါပုံမပြောနဲ့9ပါးတီလာစောင့်ထိန်တဲ့ဘုန်းကြီးဘယ်နှပါးရှိလဲ9 ဲ့ဒါလေးပဲပြော920နဲ့928တွေ့တော့တိတ်ခါဖို့ကိုမပြောနဲ့နော်၅ဘာတိလာစောင့်ထင်းနဲ့ဖုန်ကြီးရှိရင်တောင်မှပြောအောင်အခုခေတ်ဖုန်ကြီးဒီကတော့ချင်းစရာလဲတကွက်မှမရှိတလို့နော်ကြီးညိုစရာလဲတကွက်မှမရှိနော်တကမချောချောမြင်တနာယူမယ်ငမ်းမယ်ပလင်မော်ကနေတရားပေးနေတယ်အောက်ကတကမန်းကဇာပါနဲ့ဗော်လီဘောအောင်ထားလို့ချင်းပလင်မော်ကနေသင်ငန်းချာကနေပြက်မာနေတဲ့ဖုန်ကြီးတွေเนาะ ပလင်ဘောကနေပြီးတော့သင်္ကန်းဝတ်ထားတော့အောက်ကတက္ကမတော့မသိဘူးပေါ့ပလင်ဘောကနေပြီးတော့မှเนาะဟိုပလင်ဘောကနေပြီးတော့တက္ကမရင်သားကြည့်ပြီးတော့မှပြင်းမနေတဲ့ဖုန်ကြီးတွေကြီးတယ်ပဲเนาะအတန်လာ6သိန်းနဲ့5သိန်းနဲ့6သိန်းကြားမှာရှိတဲ့တန်ကဟိုဖုန်ကြီးတွေထဲမှာအဲ့ညာ98သွဲတော့တိတ်ခါပုတ်ကိုစောင့်ထိန်နေဆိုတာတီတခုဆရာတော်ကြီးတို့ပါချုပ်ဆရာတော်ကြီးတို့ဆိုရင်တော့ယုံနိုင်မယ်ယုံမယ်เนาะဟုတ်တယ် ကျန်တဲ့ဖုန်းကြီးတွေဘလူမြဲ၅ဘာတိလလုံးလုံးနဲ့ဖုန်းကြီး229တွယ်ဆိုတာစာအုပ်ထဲမှာပဲရှိတယ် ဒီအမကတော့အခုခေတ်ကတန်ဃာတော်တွေတော်တော်များများအတာမယုံကြည်ရဘူးလို့ဒါပြောလာတာပဲရှင်တကယ်လို့ဒီတန်ဃာတော်တွေမယုံကြည်ရဘူးဆိုလို့ရှင်လဲเนาะသူရဲ့ခန္ဓာကိုယ်ပေါ်မှာเนาะဒါသင်ငန်းရှိနေတဲ့အတွက်ကိုရီးယားပြောလိုက်လို့ရှင်ငရေရသေးတယ်ရှင်ဒီမျိုးသမီးကเนาะဒါပလီမော်တက်ပြီးတော့တရားဟောတဲ့မေတော့ဖမ်းသွားတဲ့ကိစ္စနဲ့လဲသူကမကျဉ်တ်တာလဲဖြစ်နိုင်နေရှင်ဒီ view file နဲ့ပတ်သက်ပြီးတော့เนาะဖုံဖုံတယောက်ကဒါထပ်ပြီးတော့ရှင်းပြပေးလာတဲ့ view file လေးကိုလဲဆက်ပြီးတော့ကြည့်ကြည့်လိုက်ကြရအောင်ရှင်များသွားပြီများသွားပြီအများများသွားပြီ ာသနာဖြစ်မှငရဲဦးနော်ငရဲဦးဇုကမနော်သာသနာလို့ရှိတဲ့တန်ဃာတို့မင်းဒီမှာစောကားလိုက်တာပြီးတော့သာသနာဝင်ပုဂ္ဂိုလ်လူလူသားတကာတကမကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်တွေကိုသာသနာအပေါ်မှာစိတ်ပေါ်ပါလာအောင်နော်သာသနာအပေါ်မှာစိတ်ပြက်လာအောင်နော်အရေးဆိုင်တွေဖြစ်အောင်မင်းဝါရဖြားလိုက်တာပဲ။ နော်ကိုလိုရဟာအဲ့လိုမကြီးရမလဲအတိုင်းဖြစ်သွားတာပဲနော်ဟုတ်ပလားမင်းရသာသနာဖြစ်မှနော်ဒါပထမဦးဆုံးမျိုးကိုဆွဲတာပဲမင်းကငါးဘက်တီလလုံအောင်ထိနေတယ်လားမှန်ပဋ္ဌာန်းဒေသနာတွေလည်းနေ့တွေနေ့စဉ်ရွတ်တယ်လားပဋ္ဌာန်းရွတ်ပြီးမှပဋ္ဌာန်းရဲ့အတိတ်ဘယ်ကိုနားမလဲတဲ့ဟာမှနော် မင်းရွတ်နေတဲ့ပဋ္ဌာန်းဒေသနာတော်ထဲမှာလေပုရိမာပုရိမာကုတလာဓမ္မာပစ္စည်းမာနာပစ္စည်းမာနာအကုတနာဓမ္မာနာကေတင်စီဥပနိတယပစ္စည်းနာပစ္စယောဆိုတာသဘောပေါက်သလားနားလဲလားပုရိမာပုရိမာကုတလာဓမ္မာဆိုရှေ့ရှိကကုတူတဲ့ပစ္စည်းမာနာပစ္စည်းမာနာနောက်နောက်အကုတူတဲ့မင်းကငါဟာငါပါတိလလုံတယ်လုံအောင်ထိနိုင်တယ်နေ့စဉ်ပဋ္ဌာန်းဒီကိုရွတ်နေတယ်ဆိုပြီးမှ စိတ်ကြီးဝင်မှန်ဝင်သလိုပြီးမှအခြားသောပုဂ္ဂိုလ်တွေကိုအထင်သေးမြင်သေးစော်ကားမော်ကားပြောတယ်ပေါ့အဲ့ဒါမင်းအကုသိုလ်ဖြစ်နေမှန်းသိလားဟမ်အကုသိုလ်ဖြစ်နေမှန်းသိသလားမင်းဟာလေ၅ပါးသီလဆိုတာဝရိတသီလဝရိတသီလလုံယုံလောက်နဲ့အပေငရဲကလွတ်တယ်လို့ထင်သလားစာရိတသီလလုံအောင်သထိန်နိုင်မှာနော် ဝရိတသီလဖြစ်တဲ့၅ဘာသီလလောက်လုံးအောင်ထိနိုင်ယုံနဲ့မင်းငရဲဦးကလွတ်ပဲလွတ်မယ်လို့ထင်သလား၅ဘာသီလလောက်လုံယုံနဲ့လူကောင်းဖြစ်ပြီလို့ထင်သလားကိုကြည့်တော့လေငါးပါးသီလကိုလုံအောင်လဲထိန်းနေတယ်နော်ပေပထန်းညီကိုလဲဒါရွတ်တယ်တယ်နော်သူကတသက်ဖုံးကြီးတွေကိုစော်ကားတာရှင့်သူပြောတဲ့စကားကနော်အခုခေတ်ဖုံးကြီးတွေကိုဒါအကုန်လုံးခြုံပြီးတော့ဒါပြောလိုက်တာရှင့် ချိန်မမကောင်းချိန်မနော်လမမကောင်းလမပဲရှင်အဲ့လိုမျိုးတိမ့်ကျုံရပြောတာတော့ဒါမကောင်းဘောနော်ပရိတ်တတိလကိုပါလိုက်နာကျင့်သုံးနိုင်မှလူကောင်းလို့ခေါ်တယ်နော်သဘောပေါက်သလားမိကိုမေလူကောင်းလို့မထင်နဲ့နော်အဲ့တော့ပြောကျင်တာကမင်းကပဋ္ဌာန်းဒေသနာတွေယူရပါတယ်မင်းဖိုင်ပြောထားတာကငါးဖိုင်ရှိတယ်ပဋ္ဌာန်းဒေသနာယူကပဋ္ဌာန်းယူကဥမာမို့ပဋ္ဌာန်းယူကဥမာမို့နာမည်ပြောပြောသွားတာမင်းငါးဖတ်တိလလုံတယ်လေကြွားသွားတာ မိကုမင်းဘဝင်မြောက်ပြီးမှကိုကိုကိုအထင်ကြီးပြီးမှငါကျင့်သုံးနိုင်တယ်ဆိုတဲ့မှန်နဲ့နော်ကုသိုလ်အပေါ်မှာမှန်တက်ပြီးမှမင်းအကုသိုလ်တွေပွားနေတဲ့လူ့မှာမှနော်ဟုတ်ပလားမင်းတာနာဖြတ်တာငါပြောပြမယ်နော်ဥရောပမှာနော်ခရိယန်တာနာနော်ယနေ့ဘယ်လိုဖြစ်နေတဲ့အရာဘာဘာကြောင့်ထင်တယ်လဲ ဥရောပမှာယနေ့ဖြစ်နေတဲ့အရာဟာမင်းတို့ငါပြောင်းပြောပြမယ်အစ္စလမ်ဘာသာဝင်တွေကသူတို့ရဲ့ဓမ္မသူတို့ရဲ့ဗလီဆရာတွေကိုမကောင်းကြောင်းမင်းတို့ public all ပြောလို့မရဘူးနော်ဟုတ်မလားအေးဥရောပတွေကခရိယန်တွေကဒီမိုကရေစီဆိုပြီးမှလွတ်လွတ်လပ်လပ်သူတို့ရဲ့ချက်ကြောင်းကဓမ္မဆရာတွေရဲ့မကောင်းကြောင်းတွေကိုမင်းတို့လိုအာအာကျဲအာကျဲနဲ့អော်ပြောလုံးလို့ အဲ့ဒီနိုင်ငံတွေမှာရှိတဲ့အဲ့ဒီဘာသာဝင်တွေခရိယံဘာသာဝင်တွေဟာသူတို့ရဲ့เนาะသူတို့ရဲ့ဓမ္မဆရာတွေအပေါ်မှာသူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေအပေါ်မှာကြီးညိုမှုလေးစားမှုတွေပြတ်ထက်ပြီးမှဘာသာတရားပေါ်မှာကိုင်းဆိုင်မှုလေ့လာမှုတွေယုံကြည်မှုတွေအားနည်းလာတော့ပြီးမှအချို့ကဘာသာမဲ့အဖြစ်ခံယူသွားတယ်အချို့ကအစ္စလမ်ဘာသာတွေကိုဝင်သွားတယ်ဒီလိုနဲ့ပဲဥရောပဟာလေချက်เจ้าတွေကလည်းဘလီကြောင်းဖြစ်သွားတာမင်းနားလေလား ်အာမင်းနားလေသလားဆောက်ဆောက်လို့အာချောက်မနေနဲ့မင်းရဲ့လှုပ်ရက်ဟာသာသနာဖြတ်တဲ့လှုပ်ရက်စိန်သမာနနဲ့ဘာမှမထူးဘူးနော်ငါပြောပြမယ်ပဋ္ဌာန်းဒီဘာညာရင်နဲ့ရှောက်ကျနေသေးတယ်ကိုကိုကိုလူကောင်းလို့ထင်နေလားမင်းငါပြောဦးမယ်နော်တန်ခါဆိုလို့ရှိရဲ့တန်ခါဆိုလို့ရှိရဲ့မဟာယာနလည်းတန်ခါပဲ နော်ဘုရားရှင်ကတန်ခါဆိုတဲ့ဂင်္ဂနာထဲမှာသင်္ကန်းလေးစီးထားတဲ့ပါရစီကနော်ကိုကျင့်တီလရဟန်းတီလမလုံဘဲနဲ့သင်္ကန်းလေးစီးထားတဲ့ဟာလေးတောင်မှတန်ခါဆိုတာပါတယ်နော်အဲ့ဒီသင်္ကန်းစီးထားတဲ့ဟာဒီမရှိတော့မှသာသနာကွဲတာကြားလားနော်၂29ကျော်တီလတဘာမှမရှိခြင်းနေသာသနာဘုရားရဲ့အဆုံးအမတပိုင်းတစအကြံနေသေးတယ်တရားဓမ္မအဆုံးအမကြံနေသေးတယ်နော် တင်ကန်းလေးစီးထားတဲ့သူတွေကအဲ့ဒီအဆုံးမလေးတွေကိုဟောနေသေးတယ်တင်ကန်းလေးလည်းစီးထားသေးတယ်ဆိုရင်သာသနာရှိသေးတယ်ဟာဟာရသတာကသူတင်ကန်းရဲ့တန်ဖိုးကိုမင်းနားလေလားနော်တန်ခါဆိုတဲ့ခင်္ခဏာထဲမှာအဲ့ဒီမယားနဲ့ဖဲ့အိတ်နေတဲ့တင်ကန်းစီးထားတဲ့မဟာယာနကစအကုန်ပါဆိုတော့မင်းနားလေလားဟွန်းသာသနာကွယ်တယ်ဆိုတာအဲ့ဒီဟာမရှိတော့မှကွယ်တာသာသနာတန်ဖိုးကိုမင်းပါနားလေလေဥရောပမှာခုဖြစ်နေတာဘာကြောင့်လဲ မင်းလို့မဟုတ်မမင်းလို့အာကျယ်လို့မို့ငါပြောပြမယ်နော်မင်းပြောတဲ့နော်တတနာလို့မြန်မာနိုင်ငံမှာရှိတဲ့တန်ဃာတွေဟာမင်းပြောလို့မင်းတွေ့ခဲ့တဲ့ဖုန်ကြီးကဖုန်ကြီးတွေကလေပါရာဇိကကြလို့တီလတပါးမှမလုံးခြင်းနဲ့အဲ့ဒါက only အကုသို့ only အကုသို့တွတ်သူပဲသွားသွားမှာနော်ငရဲကိုတွတ်သူပဲသွားမှာမင်းအခုអော်ပြောလိုက်တာက public အကုသို့နော် မြန်မာနိုင်ငံထဲမှာရှိတဲ့ဘာသာရေးအသိစိတ်တမခိုင်မာသေးတဲ့သူတွေအကုန်လုံးကိုမင်းငရဲဦးတော့အကုန်ဆွဲခေါ်သွားတာနော်စိတ်စမာနာတဲ့ဆိုတယ်မင်းကစိတ်စမာနာတဲ့စိတ်စမာနာနဲ့ဘာမှမထူးဘူးနောက်တစ်ဆက်ပြောပြအောင်မယ်မင်းကအဲ့ဒီကတရားဟောတဲ့ဒကမာကြီးကိုဖမ်းလို့မင်းမခန့်ကျင်တာလားအေးငါပြောပြမယ်အေးတရားဟောတဲ့ဒကမာကြီးအကြောင်းကိုလည်းပတ်သက်လို့ငါပြောပြမယ် လူသားနဲ့ပတ်သက်လို့ဓမ္မဒါနပလင်ကြီးကိုအဲ့လောက်ထီကြီးတက်လို့မကောင်းဘူးအေးတရားဟောတဲ့သူကအမြင့်မှာထိုင်ရမှာဆိုတာလက်ခံတယ်မင်းသိသလားမန္တလေးမှာဥလသိမ့်ဘိမ့်မှာဆိုတာဥလသိမ့်ဟာလူဘုတ်ကြောင့်တရားဟောသွားတာဒါပေမဲ့ဓမ္မဒါနပလင်ဘော်ကိုတက်ပြီးဟောတယ်လို့ကြားဘူးသလားဟမ်တာမန်ခုံကသူထိုင်ဖောက်သွားတာနော်ဟုတ်ပလားနောက်ပြီးတော့မင်းတို့မင်းငါပြောပြအောင်မယ်လေဒီဆယ်တော်ကြီးရဲ့တပည့်တကားနော် အနာခံဆရာတက်ကြီးဆိုတာအနာခံဆိုင်နေတဲ့ပုဂ္ဂိုလ်လို့ပြောထားတယ်နော်ဟုတ်တော့အနာခံဆရာတက်ကြီးကဝိပဿနာတရားတွေဟောတော့တာနော်ဥလသိင်္ဂသုတ်တန်တရားဟောတာအဲ့ဒီအနာခံဆရာတက်ကြီးဟာဝိပဿနာတရားဝိပဿနာစစ်စစ်တရားတွေကိုဟောတာဓမ္မတနပလင်ပေါ်မှာတက်ပြီးဟောတယ်လို့ကြားဘူးသလားတမိုင်းလိုက်ကြည့်လိုက်နော်ဓမ္မတနပလင်ပေါ်ဟောတက်ပြီးဟောတယ်လို့ကြားဘူးသလား ဟုတ်တယ်နော်သူများအာကုသူကကိုအာကုသူဖြစ်တယ်ရှင်အကောင်းတဲ့သူကသူ့ဘာသာသူမကောင်းတဲ့လမ်းကြောင်းကိုသွားမှာပဲရှင်သူများကိုဒေါသထွက်တာကနောက်မှာနော်ကိုပဲအရင်ဆုံးပူလောင်ရတာရှင်ကိုပဲအာကုသူများတာနော်သူများရဲ့အာကုသူဝယ်မယူကြပါနဲ့ရှင်ကျမရဲ့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတော့အားလုံးကျေးဇူးအများကြီးတက်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်